ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆီယမမီချမ်းဝင်ရေးသားထားတဲ့30ကျော်5နှစ်ပတ်လည်ဆိုတဲ့ဝိတ္ထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။30ကျော်5နှစ်ပတ်လည်တိတ်ဆိတ်နေတဲ့အာယုံဦးလင်းလူလူအချိန်ကလေးမှာအင်းရှိကစီကနေအော်လိုက်တဲ့အတန်းကြောင့်ငယ်မဖြက်ခနဲ့လန့်နူးသွားပါတော့တယ်။အဲ့ဒီလိုတပားသူပြောကားကြောင့်နူးရရင်ငယ်မတိတ်ဆိတ်တူတယ်။ခန့်ငယ်ငယ်ကဆိုဒီလိုနည်းနဲ့အရာကနူးရရင်စိတ်ကောက်ပြီးငိုလို့မဆုံးတော့ဘူး။ ခုတော့အငဲမကြီးပြီစိတ်မကောက်တော့ဘူးပြီးတော့အခုကြားရတဲ့အတန်ကနည်းနည်းကလေးအလန်တရားဖြစ်သွားတာကလွဲရင်စိတ်ကောက်ချင်စရာမကောင်းတဲ့ပြင်ပျော်စရာတောင်ကောင်းသေးတာမိမိရေတီတာအောင်ပြီအောင်ပြီတဲ့ကောင်းရင်အိမ်ကမမတီတာဆယ်တန်းအောင်စင်းကြည့်ပြီးပြန်အလားအော်လိုက်တဲ့အတန်အဲတော့ဆိုပြီးအငဲမအိရာထဲမှကုန်းယုံထားပြီးအိမ်ရှိတန်စကားပေါက်ကချောင်းကြီးတော့ခေါင်းရင်အိမ်ရှိမှာမမတီတာတငယ်ချင်းတွေ၄၅၆ယောက်မိုးရီတွေလဲဆူရွှဲလို့ အမဲယောက်ျားလေးတငယ်ချင်းတွေတောင်ပါသည်ဒီညမှာပဲမိုးရီကောင်းနေလိုက်တာခဏကြာတော့မမတီတာတို့တိမ်လုံးနိုးပြီးအိမ်ရှိလှီကားမိဖွင့်တဲ့အပြန်အလှန်စကားပြောတဲ့တွင်စီညံသွားပါတော့တယ်စာမေးပွဲအောင်နေဆိုတာပြောစရာကြီးပါလားအခုအဲ့ဒီအပြောတွေအငယ်မကိုကူးဆက်လာပြီးအဟိပြောလိုက်တာမနေ့တုန်းကဆိုမမတီတာစာမေးပွဲရှုံးလို့အော်ငိုလိုက်တဲ့အတန်းဒီဘက်အင်ကတောင်ကြားလိုက်ရတယ်ငယ်မတို့ကလည်းတိတ်တိတ်ကလေးစိတ်မကောင်းဖြစ်ပြီးတရင်တောင်မမေးရကြဘူး အင်းမနှစ်တုန်းကမမတီတာကလည်းရှုံးဒီဘက်အင်းကငငယ်မအထက်က အကြီးမလည်းရှုံးအကြီးမဆိုသုံးနှစ်ရှိပြီဖြင်းနေတာဒီနှစ်ရောအောင်မမလားသူများအောင်နာပြောနေတာနဲ့အခုအမကိစ္စအခုမှသတိရတယ်ဟဲ့အမကြီးထထအောင်စင်းတွေထွက်နေပြီမမတီတာတော့အောင်သွားပြီသွားကြည့်တော့လေကြည်စံအကြီးမတို့များဒီကပူပူမေမေနှိုးနေတာတောင်နိုးဖို့မရဘူးအင်းအဲနဲ့ဟိုဘက်လှည့်ပြီးပြန်အိပ်သွားရောပါဇက်ကလည်းဘလုံးထွေးပြောသေးတာ အောင်စင်းလားထွက်ထွက်ပေါ်ဟငါကဘာလို့ရမှာလဲမှောင်ကြီးမဲကြီးတဲ့တဲ့ပြောပုံကမမတီတာတို့ဘယ်ချိန်သွားကြည့်ကြမှန်းမသိစောစောကြည့်စောစောတည်ရတာပေါ့အကြီးမကအဲ့ဒီလိုအပူပင်ကင်းတဲ့အမျိုးမအောင်လဲအေးဆေးအောင်လဲအေးဆေးဆိုတဲ့အစားတွေကမိမိရဲ့တိလာအောင်စင်းတွေကအခြားเจ้าတွေကတ်နေတာကြာပြီဒီเจ้าကကြာနေလိုက်တာသမီးတို့မိုးထဲမှာစောင်းရလားစိတ်မရှိလို့မျိုးထဲမှာပတ်နေကြသေးတာမိမိရဲ့တကယ်လဲကတ်ရော့တိုးလိုက်ရတာ အောင်ကျော်ဦးကအုံနံရံကိုဖက်တွယ်ပြီးကြည့်ပေးတာအားမရလို့တည်တာလေကိုနံမီကို ကိုတိုင်တွယ်ကပ်ပြီးကြည့်ခဲ့တယ်မမတီတာရဲ့ပီတိတန်ရွှေရွှင်ကလေးကိုအိယာတဲ့ကဆက်ကြနေဒီဘက်အင်ကအငဲမလဲအိမ်မပြောတော့ပါဘူးပီတိတွေအပြော်တွေကူးဆက်ကုန်တာပါအားကြတာလဲပါတာပေါ့ဆယ်တန်းစာမေးပွဲကနက်ကြီးတယ်တချို့လဲနှစ်ချင်းပေါက်ရှော့ရှော့ရှူရှူတချို့လဲပထမနှစ်ကချီကျော်လက်ချော်နောက်နှစ်တော့အောင်ရောမမတီတာလို့ပေါ့ အချို့ကတော့ချီကျော်လက်ကျော်နောက်နှစ်ခေါင်းကျော်ကိုကျော်အဟက်ဒီရင်ကအမကြီးလိုလေအကြီးမကတော့မအောင်လို့ငုံမဲ့ပုံမဟုတ်ဘူးကိုရင်နှစ်ကခက်လေးလေးမနှစ်ကခက်ပေပေဒီနှစ်တော့ခက်သေးသေးအင်းရက်ွက်ထဲကဘသူတွေများအောင်ကြသေးလဲမသိဘူးဒီရက်ွက်ထဲမှာဒီလန်းကလန်းတူလေးဆိုတော့ဆယ်လန်းဖြီထားတဲ့ចောင်းသား၄-၅ယောက်ထဲမပို့ဘူးချင်းအင်ကမိုးဖြူသေးတယောက်အင်ရှိအင်ကရွှေသမီးလေးကတယောက် လမ်းထိန်သားကကိုရဆိုင်ရောင်းတဲ့အတော်ကြီးသမီးကတယောက်အင်းနောက်ဘသူများ ရှိအောင်မလဲမိုးပြူတဲ့ကိုတော့ပဲများလို့ကြည့်မရပါဘူးသူ့ရုပ်ကြီးကလည်းမနာလိုစရာ ကောင်းလောက်အောင်ချောနေတာခက်တယ်အတန်အသားလေးကဝင်းပဖြူဤလို့နှာလမ်းချွန်းချွန်းနှာခမ်းဖူးဖူးလေးကချစ်ချင်စရာစကားပြောတိုင်းလှုပ်ခတ်သွားတဲ့နတန်သီးလေးနဲ့အပြိုင်မြုံဝန်းနဲ့လေးတစုံကြောင့်အိမ်ရှိကိုယောက်ျားလေးတွေချောင်းပေါအောင် ရောက်နေတာလဲပါလာပေါ့ ဝင်စားကလည်းဘာဝင်ဝင်လိုက်တယ်အနေရောင်ဝင်မလား crazy စိမ့်ဝင်မလားထွက်လာလိုက်ရင်ခေါင်းဝင်ဖဖကြီးနဲ့တမျိုးစကတ်လိုလိုလေးနဲ့တဖုံတမိုက်တာတာဖနှမ်းမြင့်မြင့် တုံးထူထူကြီးစည်းလို့သပင်ကလေးခါပြီးကားပေါ်တက်သွားရင် အသက်ရှူဖို့တောင်ငေးကြည့်နေရတယ်ညနေစောင်းဆို public car ကားကလေးအိမ်ရှိမှအချိန်မှန်ဆိုင်လို့ကားထဲကမိုးဖြူသေးလို့ရွယ်ကောင်းပါလေးတွေ၄၅ယောက်အဝယ်စားအပြန်စားမျက်နာမှာလဲမိကန့်နှခန်းကြီးကာလာဆုံးချဲလို့ လက်ပံမြင်စရဲကြပြီးပါလာတယ်။ဝူဝူတဲ့တက်ပြီးရင်တော့ကားကလေးကဝူကနေထွက်သွားရော။အဲ့ဒါစားတော့ဆိုင်တစ်ခုခုမှလား၊ restaurant တစ်ခုခုမှလား၊တချင်းသွားဆိုတာတဲ့။ဝူပြူတဲ့ကိုကြည့်မရပေမဲ့ငယ်မလေးအဲ့ဒီလိုကားကလေးနဲ့လာခေါ်ပြီးတချင်းသွားဆိုရလားကိုသဘောကျတယ်။ဒီလိုတချင်းဆိုနိုင်မှုဆိုတာအတန်လဲကောင်းဆိုလဲဆိုတတ်အောင်မှပြီးတော့ရုပ်ရည်ချုံမောလှပဖို့လည်းလူသေးတယ်။ငယ်မတို့လိုပုံများစားတော့ဆိုင်ကလက်ခံမှာမဟုတ်ဘူး။ လာနေကြဖောက်သည်တွေပြေးကုန်မှသိကြတယ်။အမေအခုရက်ွက်ထဲမှာအဲ့ဒီ domain ကလေးတွေများများလာတယ်။ဒီခါတော့ကအနောင်ထဲမှာအင်ကြီးသွားရွရင်ကြီးလိုက်တော့အဲ့ဒီအင်ကမမချောချောတယောက်လည်းအဲ့ဒီလိုပဲညနေစောင်းလာကြိုးတဲ့ကားပေါ်တက်သွားတာတွေ့ရတယ်။အဲ့ဒီမမကတော့မိုးဖြူသေးလို့တနေ့တမျိုးမဝစ်ဘူး။သူတို့စားတော့ဆိုင်ကအူညီဝစ်စုံနဲ့ဝစ်စုံကတော့မမိုက်ပါဘူး။ပြောင်ပြောင်လဲလဲအစာကိုချုပ်ထားတာဆိုတော့မျက်စိကိုကျင်းရော့ အင်ဂျီပုံကမြင်လိုက်ရင်နှစ်ခါပြန်ပြန်ကြည့်ခြင်းတဲ့ပုံစံမျိုးအငယ်မှလည်းအဲ့ဒီလိုအင်ဂျီမျိုးဝစ်ပြီးကားလေးစီးပြီးတော့တွားကျင်လိုက်တာအင်ရှင်ရင်ကရွှေသမီးလေးကတော့မိုးဖြူသေးလို့မဟုတ်ကာလာအိုကေဆိုဖို့နေနေတာတာရက်ွက်ထဲတောင်အညောင်းညာပြေးဆင်းမလျှောက်ဘူးဒီရက်ွက်နဲ့သူနဲ့မတန်းတူလို့အရက်ထက်ကခလေးတွေနဲ့လည်းတခါမှအပေါင်းသင်းမလုပ်ဘူးအငယ်မှတော့ဒီရက်ွက်ထဲကိုပြောင်းလာလာကြပြီຫນွေဆိုရင်အင်ရှင်မြေကွက်လက်မှာထုံစီးထိုးမလား ရွှေစုံညိုဝဲမလားစုံမဟွက်မလားကစားဝိုင်းကြီးကို ဟိဟိထားလို့ရွှေသမီးလေးတို့ကအိမ်ဘောကရောင်လို့တောင်ဆင်းမလာဘူးရွှေဖေကြီးနဲ့ရွှေမေကြီးကသူတို့ရဲ့ရွှေသားလေးနဲ့ရွှေသမီးလေးကိုတူကြထိကြကြိုက်ကြမှစိုးလို့ထင်တယ်ငယ်မတို့ကလည်းဒါမျိုးစုဝါသနာမပါရေးချမပါတဲ့ကရွှေသားလေးကလည်းဖူးဖူးမောင်ရကျူနဲ့ပါတယ်တမန်နှစ်က၁၀တန်းအောင်နာ3ဒီတဲ့အခုတော့စေးကြောင်းသားကြီးပေါ့ ရွှေသမီးလေးယူရှင်သွားယူရှင်ပြန်ဝတ်တဲ့အင်ဂျီဝင်းစားတွေကတော့ရင်ခုန်စရာမကောင်းပါဘူး။ဝင်လိုက်ရင်မိုးဖြူသည်နဲ့ပြောင်းမြန်တကယ့်အန်တိတ်တွေမျက်နှာကိုလည်းမြေကြီးဆိုင်လို့ဘယ်သူနဲ့မှမတူသလိုမတန်းသလိုချီလန်းမျိုးနဲ့ပေါ့။နေပေါ့အဲ့ဒီအိမ်ထဲမှာစာပဲရှုကိုကိုကို ပြည်တန်းချထားတဲ့ပုံစံနဲ့အရင်နဲ့မရောပဲတတိတတနေနိုင်လိုက်ကြတာ။ဒီလိုပဲဆိုရင်ရွှေသမီးလေးလည်းအောင်ပါသူ့ကို ရွှေသားလေးနဲ့တူရင်ဒီတွေတတိကြီးထွက်အောင်ပါထွက်မယ်ဆိုလဲထွက်လောက်တယ် ီလောက်တော့ပို့တိုင်နေမှတော့ဖြစ်ရောပေါ့အကြီးမကြီးအောင်စင်းသွားကြည့်ရအောင်ဟိဟောသူများတွေအကြောင်းတောင်စီမရလျှောက်တွေးနေရတာနဲ့မျက်စိကြောင်ပြီးအိတ်မပြောတော့ဘူးမိုးစင်စင်နေမှာရောအကြီးမတငယ်ချင်းတွေတောင်လာနေပါရောလားအဲ့ဒီအမကြီးဟာဝရိယကိုမရှိဘူးသူတငယ်ချင်းတွေကမနှစ်ကအောင်ပြီးပြီလေသူ့အတွက်ပူပန်ပြီးတော့အခုလာခေါ်ကြတာသူကအိတ်ပုတ်ကြီးလိုကောင်းတော့ဟဲ့အကြီးမအကြီးမဆိုပြီးကြီးမေကနှစ်ချက်လောက်လာကံမှနိုးပြီးထလိုက်သွားတော့တယ် ဒီအိမ်မှာကအဖေနဲ့အမေကို မကြောက်ကြဘူးကြီးမေကြီးကိုပဲကြောက်ကြတာကြီးမေက ပစိပစက်များမှများရှေးဖွားကြီးဟာကို အဖေနဲ့အမေကတော့ရောင်းရွယ်ရေးသူတို့စီးပွားရေးပဲအာရုံထားကြတယ်ကြီးမေပဲအငယ်မတို့မောင်နှမကိုအုပ်ထင်းရတာလေဒါကြောင့်ဒီအိမ်မှာကြီးမေတော့စားပြီးနေတာပေါ့ထူပါဘူးအိမ်မပြောပေမဲ့အတူတူတော့ဆက်နှံမနေတော့ပါဘူးအရာထမျက်နှာသက်တဏ္ဍာလေးပါလေးလင်းပြီးရှိုးစမုံထုတ်ထားအောင်မှာ ပြီးရင်ကြီးမင်းလက်မှာရက်ကွက်ထဲဆင်းပြီးဆက်စုရေးလုပ်ရမယ်ဘသူအောင်အောင်ဆိုတာကိုလေဝေဟေဟေခဝေဝေကအော်ပြီးပြီးလာတန်ကြတာနဲ့သဘောပေါက်လိုက်ပြီအကြီးမအောင်နေဟေးအောင်နေတော်လိုက်တယ်ငါအမဂုံလူမပါဘူးမဟုတ်လားအရေးတဲ့ကြီးမေကဗလစ်ဗလစ်လုံနေသေးတယ်ဂုံလူမပါလဲဗာရေးလဲအောင်မှုကအဓိကအကြီးမခမရသုံးနှစ်တောင်ရုံးရရှာတာကြည်စမ်းမျက်နာကြီးကိုပြုံးနေလိုက်တာပါဇက်ကနေရွက်တက်ချိတ်တော့မတတ်မဲ့ ပျော်စရာကောင်းလိုက်တာမမတီတာလည်းအောင်အကြီးမာလည်းအောင်အပျော်လေးကူးစက်နေတဲ့အငယ်မဟာကျိုးဆွဲနှခမ်းဒီအယောင်ဖြော့ဖြော့လေးကိုခတ်တော်တော်လေးဆူအဝတ်တစုံကောက်လဲပြီးအိမ်ပြင်ထွက်လာတော့လမ်းထဲမှာဟိုနာဒီနာဆူယုံဆူယုံဖြစ်နေကြပြီမိုးလဲစင်စင်နေနေပြီကိုလမ်းထိပ်ပဲထွက်လာတော့ကိုရဆိုင်ဖွင့်နေတဲ့မိန်းမကြီးကိုမြင်လာနဲ့လှမ်းပြီးဆက်ဆူလိုက်တယ်ဘလို့လဲအတော်သမီးအောင်လားအောင်နေအောင်နေဟင်ဘလို့လဲအောင်နေဖြီတန်ကြီးကလည်းဆောင်းကြီးအောင်ကြီး မျက်နှာကြီးကလည်းတုံမုံလို့ခါတိုင်းလူသူသမီးအကြောင်းအကြွားထူလုံးကမျက်နှာတစ်မျိုးဒီလိုမျိုးမဟုတ်တော့ပါလားသူသမီးကိုမျိုးတဲကဘလို့ကျူရှင်မျိုးမှထားတာတရက်မုံဖို့ဘလောက်ကုန်လားသူသမီးဝတ်တဲ့အဝတ်စားကဘလို့ပဲပုံဆိုတာမျိုးရွှေရွှေဝင်အောင်မပြောတော့ပါလားအောင်းနဲ့မျက်နှာကလည်းလာငါပုတ်ဖမ်းတယ်လို့တုံမုံလို့တိတ်မယုံရဘူးဖွားဟဲ့လွဲပါစေဖေပါစေသူသမီးရှုံးများရှုံးနေလားမသိဘူး လမ်းမကြီးပေါ်မှာတော့ကားတွေကားတွေအောင်လို့ပြောတာလားရှုံးလို့ပြောတာလားမသိကားတွေဝီကနေဝီကနေဖြတ်သွားနေကြတယ်ဝီကနေဟီကနေအော်တန်တွေလည်းညံလို့လူတွေကိုအငယ်မှနားမလည်နိုင်ဘူးစာမေးပွဲဆိုတာအောင်တာနဲ့ရှုံးတာနှစ်မျိုးပဲရှိတယ်မအောင်ရင်ရှုံးမရှုံးရင်အောင်ပေါ့ဘာရှက်စရာရှိလဲမအောင်ပြန်ဖြေရုံပေါ့မနေ့ကဒီလန်းနဲ့ပြောင်းသွားတဲ့တိန်ကျော်ကအန်ဒီကြီးတယောက်ဆိုလဲဒီလိုပဲသူသမီးက ဗီဇာတွေဟောတရားဟောတရားနဲ့တရက်ွယ်လုံးလမ်းလျှောက်ရင်ရှိတဲ့ပစ္စည်းလှုပ်ခါပြီးရှောက်လို့အငယ်မားကစိန်ဆက်စလူဆိုပြီးနမ်းမီပေးထားတယ်။သိတယ်မဟုတ်လား။စိန်ဆက်စလူဆိုတာဆက်စလူစိန်လို့ပြောတာ။လမ်းမှာတွေးလို့အန်နီသမီးအောင်လာမိတာပြုံးပြုံးရွှင်ရွှင်နဲ့အောင်နေဖြေသွားတာအဟုတ်မှတ်လို့နောက်မှသူတို့ပြောင်းသွားတဲ့ရက်ွက်အစ်စ်ကငငယ်ချင်းပြောမှအလကားပြောတာသူသမီးရှုံးတယ်အခုငါနဲ့လူကျူရှင်ပြန်တဲ့နေတယ်တဲ့။အဲ့ဒါပဲကြည့်တော့ဒါဟာလိန်စရာလား။ ကြွားစရာမရှိကြံဖန်ကြွားနေတဲ့ဟာလေစာမေးပွဲဆိုတာလူတိုင်းအောင်ကျင်တဲ့အရာမျိုးပဲအခုကြည့်အိမ်ကအကြီးမားလိုအောင်သွားပြီအောင်သွားတော့လူတွေကရှုံးနေတာကိုမေ့ရောအကြီးမားအောင်တယ်လို့သာပြောကြတာအရင်နှစ်ကရှုံးနေတာတွေရေးကြီးခွင့်ရဲ့ထက်မပြောတော့ဘူးနောင်လန်းကမြို့အောင်တို့ဂရုံးတို့ဖိုးတာတိတို့လည်းအောင်ကြတယ်တဲ့ဘောလုံးငွေတွေကနေမတက်တဲ့ကောင်းတွေတောင်အောင်ကြတယ်တဲ့အံ့ရောဟိုအိမ်ဆိုင်လေးဖွင့်ထားတဲ့ဘဲဥရောင်းတဲ့ဆိုင်ကတရုံမာလေးကတော့မအောင်ရှာဘူးတနာပါတယ် ရိုးရိုးကုန်းကုန်းလေးကျူးစားလာတော့မအောင်ဘူးကံပေါ့လေကံကစကားပြောတာပေါ့အင်းအရက်ထဲလေးတပတ်ပတ်ပြီးပြီသူများတွေကနင့်အမအောင်လားမင်းရင်အောင်နေအောင်နေနဲ့အရသာရှိရှိလေးဖြေးပြီးပြီအခုမှတရေရတယ်မနက်စာမစားရသေးဘူးဘိုက်ထဲကတကြုံကြုံနဲ့အိမ်ပြောင်းမှငွေမလန်းနေပြန်ဝင်လာတော့တလန်းလုံးပုံမှန်တိုင်းငိမ့်တက်နေပြီရက်ကြော်ရွာကြော်သူများတွေအကြောင်းသွားဆက်စုနေတာကိုလန်းနေကဘသူတွေအောင်အောင်မအောင်တာတောင်အဆုံမတီသေးဘူး ချင်းအိမ်ကမိုးဖြူတဲ့အောင်ရင်လားဟောပြောရင်းဆိုရင်မိုးဖြူတဲ့အမေအန်ဒီဘေဘီထွက်လာပြီအာမနာပါမနာမေးလိုက်အောင်မယ်အန်ဒီဘေဘီမိုးဖြူတဲ့အောင်လားမသိသေးဘူးကွအခုမန္တလေးကို ဖုန်းသွားဆက်မလို့ဟုတ်သားပဲမိုးဖြူတဲ့ကမန္တလေးတိုင်းကဘယ်နေရာဆိုလားသွားဖြေတာတဲ့ဇာမေးဝဲဖြေခန်းဤတုန်းကတဲ့ကနေကြားလိုက်ရတယ်ကြင်ကြင်ဖန်ဖန်ရန်ကုန်ကများနေဆင်းဖြေရတယ်လို့ဟောတစ်ခေါက်ပြန်ထွက်သွားတဲ့အကြီးမားနဲ့သူ့တငယ်ချင်းတွေ အုပ်စုလိုက်ကြီးလမ်းထဲပြန်ရောက်လာလို့ဆူညံသွားပါရော့။ကျောင်းကတငယ်ချင်းတွေဘသူအောင်လဲမအောင်ဘူးညင်းနေကြတာလဲပျော်စရာကြီး။တော်ကြနေတော့အဖေကအကြီးမကိုမုံမိုးတွေပေးတယ်။တုံးစုလုံးပျော်ပြီးပြန်ထွက်သွားကြတယ်။အားကြဖို့ကောင်းလိုက်တာ။ငယ်မတို့များထုံးစံအတိုင်းအင်္ဂါထမင်းညံနဲ့ပြီးလိုက်ရတာပေါ့။ဟောပြောရင်းဆိုရင်ဝူပြူတဲ့အမေအန်ဒီဘေဘီတောင်ပြန်လာပြီ။မန္တလေးဖုံးဆက်တာလဲမြန်လိုက်တာ။မျက်နှာကတော့ခက်ပြုံးပြုံး ူအပြုံးကစိန်ဆက်စလူတို့အမေအပြုံးမျိုးဖြစ်နေအောင်မလားမသိဘာပဲဖြစ်ဖြစ်မေးအောင်မအန်ဒီဘလို့လဲအောင်းနေအောင်းနေဂုံလူနှစ်ခုနဲ့ဖစ်စင်နဲ့အင်္ဂလိပ်စာအငယ်မနည်းနည်းတော့ဤလေလေကြီးဖြစ်သွားတယ်ဟုတ်ရဲ့လားတိတ်မယုံဘူးဝိုးပြူတဲ့ကကိုရန်ကိုအပြင်ပြင်းနဲ့အောင်းခဲ့တာတဲ့အရင်ရက်ကွက်ကတရင်တွေအငယ်မတို့ကရပြီးသားကိုရန်ကိုအပြင်ပြင်းနဲ့အောင်းတဲ့သူကဆယ်တန်းကိုနှစ်ချင်းပေါင်းဂုံလူနှစ်ခုနဲ့ဆိုတော့ဖြစ်နိုင်ပါမလား ဤကန်ကတော့စိန်ဆက်စလူတို့အမေလိုလုံနေပြီထင်တယ်လူတွေဟာအမှန်တရားကိုဘာဖြစ်လို့ရင်မဆိုင်ခြင်းကြတာလဲမသိဘူးရှုံးရင်ရှုံးတယ်အောင်းရင်အောင်းတယ်ပေါ့ရိုးရိုးအောင်တော့ဘာဖြစ်လဲအလကားဂုံလူဂုံမြိုင်တွေဟောမိုးပြူတဲ့အခုမှအိယာကားထားလို့ခြံနှောင်းဤတိုင်းကြီးမှာမျက်နှာလာတက်တယ်ဟေးမိုးပြူတဲ့ဂုံလူနှစ်ခုတောင်ပါတာဘာကြည့်မလဲပြောဘသူပြောလဲဟာဂုံလူနှစ်ခုရိုးရိုးအောင်တာပါဟာမိုးပြူတဲ့မျက်နှာကပကတိရိုးရိုးစင်းစင်းအတန့်အတန့်စင်းစင်းကလေးဒါဆိုပါလေ လူတွေများစိတ်ကုန်မှုကောင်းလိုက်တာဟောအခုမှသိရတယ်အိမ်ရှိကရွှေသမီးလေးတို့အိမ်တိတ်ဆိတ်နေပါလားတ мян နှင့်ရွှေသားလေးဂုံလူသုံးခုနဲ့အောင်လုံးကဆူလို့ညံလို့အခုအတန်တိတ်လာပါလားဒါမျိုးဆိုအငယ်မတို့ကပိုသိကျင်တယ်သူတို့ကကင်းကြီးခန်းကြီးနဲ့မို့ဒဲတို့ကြီးတော့မမေးရဘူးအင်းဒါပေမဲ့သိရမှကိုဖြစ်မယ်ဘယ်လိုလုပ်ရပါထွက်ဆန်းအကြံဉာဏ်ဟောပြောရင်းဆိုရင်အိမ်ရှိတကားဖွင့်ပြီးအိမ်ပေါ်ကောင်းမလေးပဲပြုတ်ဝဲထွက်လာပါရောလားဟေးဟေးဒီမှာ အဲ့ဒီအိမ်ကဟိုခင်တော်တာစုပုံချင်းအောင်လာရင်ရှုတူတူအောင်တော့အောင်လေဂုံလူတစ်ခုပဲပါလို့တဲ့အမေငိုတမင်းငိုငိုနေကြတာမျက်လုံးကြီးတွေကိုဒီလောက်တောင်ရှိရဲဖူးရောက်နေတယ်အိမ်ပေါ်ကောင်မလေးစကားကြောင့်အငယ်မအတော်စိတ်မကောင်းဖြစ်သွားတယ်ဟင်ဖြစ်မှဖြစ်ရလေအသေးအကြီးတဲကြီးမဲကြီးအကောင်းစားကျူရှင်တွေတက်ထားရတာဂုံလူတစ်ခုတည်းပါတယ်ဆိုတော့ဝမ်းနေနေကြမှာပေါ့မိဘကလည်းရင်းရကြူမနဲ့တော့ခံစားရပြီမပေါ့ ။ဟိုလေကာယကံရှင်ရွှေသမီးကပူတောင်ရခြင်းအောင်မှာပေါ့။ကံပေါ့အင်းဖြစ်ပုံများရတာမလို့လူတာမရလောကကြီးနဲ့ဟဲ့အငယ်မတမန်လုံးနန်းတလားနေတာမပြီးသေးဘူးလား။သူများအောင်နာကိုနတ်ကရာကြည်မော့လုံးမနေနဲ့။ဒီချိန်ထိစအောင်မကန်ရသေးဘူးလား။အကြီးမသုံးနှစ်ဆိုနှစ်အနှဲ့ကြ6နှစ်ဖြည့်ရမှာစာဖတ်ခုံထိုင်တော့ကြီးမေအော်လိုက်တဲ့အတန်ကျဲကြီးကြောင့်အငယ်မနှုတ်ခမ်းနည်းနည်းဆူသွားပြီးစာဖတ်ခုံထိုင်လိုက်ရပေမဲ့စာဖတ်ဖို့စိတ်မပါဘူး မဦးမချို့ကြီးမေပါဇက်ပုံကြီးနဲ့ပြောလိုက်ပုံကကြီးမေပြောလဲပြောချင်စရာအငယ်မကအစာမေးပွဲတောင်အောင်ကျင်တာစောက်ဖက်ရမှာပြင်းလိုက်တာဖက်ပြီးရင်လည်းခဏလေးနဲ့မိသွားရောအင်းဆယ်တန်းစာတွေကများလဲများခက်လဲခက်အင်္ဂလိပ်စာကတိတ်နာမလဲတင်ချာကလည်းတိတ်မပိုင်ဘောကကလည်းအချက်လက်တွေကရှုပ်ရှက်ခက်ဖစ်စစ်ကစာကြောင်းတွေတွေ့ရင်အငယ်မဆိတ်ရှုပ်ထွေးပြီးမျက်ရိုးတွေကိုက်လာတယ်စာကျက်ဖို့သာအဆင်မပြေတာ ဖြူရှင်ကြတော့တိတ်မှန်နေဖြူရှင်ကိုမြူတဲ့စိတ်ကန်းသာလမ်းမှာတွတ်တက်ရလာမြူတဲ့တော့ဖြူရှင်တက်မုံစားကားပတ်စီးပြီးမှအိမ်ပြန်လာဟန်ကူကြလို့ဒီလောက်ဖြူရှင်သွားနေတာမြူထဲမှာတငယ်ချင်းဟုတ်ဒီပတ်ဒီမတွေ့သေးဘူးကြီးစားမဟုတ်ဘူးနော်ဘော်ဒါပေါင်းယောက်ျားလေးတငယ်ချင်းတွေကိုပြောတာမမတီတာတို့အုပ်စုတွေကကောင်းလေးတွေလို့ပေါ့ဂျိုရန်တို့ပေါင်းပြီးဝက်ဘော်ကာဖနက်စီးပြီးလက်တော်သားသားပစ္စည်းလေးတွေကိုင်းနေစတိုင်မိုင်းမိုင်းကလေးကောင်းလေးတွေ ဒါမျိုးတွေနဲ့အပေါင်းအသင်းဖြစ်ချင်တာငယ်မကသူဆန္ဒကိုပြောပြတော့အကြီးမကရဲတယ်ဟာဟာနင်ကမမတီတာလို့အားကြနေရအောင်နင်ယူပါကမမတီတာတော့စားလို့လားအမဲဘာလို့မစားရမှာလဲနင့်စပင်ပုံကြီးကဒါလားဒီတစ်ခါမုံမိုးစုထားပြီး beauty parlor မှာဖြောင်းစက်နဲ့သွားဆွဲလိုက်ရင်ကိုရီးယားမင်းသမီးပုံစံလေးဖြစ်သွားရောအငယ်မကြီးဟော်ကြီးမိအသံအေးအငယ်မရှမ်းဘယ်မှာလဲစာဖတ်တဲ့ ဟုတ်ငငယ်မစိတ်မပါပေမဲ့ကြီးမေကိုကြောက်ပြီးစာအုပ်ကောက်ကင်လိုက်ရပါတော့လေပါဇက်ကရာပြီးသားစာတွေအတန်ထွဲအော်ဆူနေပြီမဲ့သူကင်ထားတဲ့ရေသေးပြဆက်စာအုပ်ဇောက်ထိုးဖြစ်နေတာသတိမထားမိသေးဘူးစိမ့်ရောင်တွင်မဂ္ဂစင်ဇန်နဝါရီ2002နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်